င်္ဂလာပါရှင်။ဘာမှခဲ့တဲ့တရင်ထဏာကပြန်နေကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဆွန်လာစနေရနေ့ညနေပိုင်းတရင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပရမောင်းဆုံးတရင်အနေနဲ့တဲကုံမြို့နယ်တွင်ပြူစောတီအီချုံမြင့်ကိုတော်လိုင်းတက်ကဖန်ဆီထားစဉ်တနက်လူယူခုခံထွက်ပြေး၍ပြစ်ခတ်ဖန်ဆီရမှာတိတ်ဆုံးဆိုတဲ့တရင်မျိုးဖြစ်ပါရရှင်။ ပဲခူးတိုင်းသဲကုန်းမြို့နယ်တက်ရွာရင်နေတိုင်းသောပြူစောတီအေကျော်မြင့်ကိုဖန်စီစဉ်တနက်လူယူပြီးခုခံထွက်ပြေး၍ပြက်ခတ်ဖန်စီရသည့်ဆုံးငယ်ကြောင့်ပေါကောင်းမြို့နယ်ပြည်သူ့ကောင်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကရှန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုသည်မေလ၁၈ရက်နေ့တွင်ပေါကောင်းမြို့နယ်ပြည်သူ့ကောင်ရေးအဖွဲ့ကသဲကုန်းမြို့နယ်တက်ရွာရင်နေတိုင်းသောပြူစောတီအေကျော်မြင့်ကိုသဲကုန်းမြို့နယ်တက်ရွာရွာလန်းထိပ်တနေရာတွင်အရှင်ဖန်စီရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်ထို့သောဖန်စီပြီးနောက်တော်လင်းတပ်ဖွဲ့များကပြူစောတီအေကျော်မြင့်ကိုစစ်ဆေးမေးမြန်းမှုများပြုလုပ် ုတ်ခေရတဲကုံမြို့နယ်အင်မာမြို့ရှိတမန်66ရပြည်စောတရပတ်စင်တဲ့တင်တန်းကို2024ခုနှစ်ဇန်နဝါရီလတရက်နေ့တွင်တရောက်ခဲ့သူဖြစ်ကြောင်းဝန်ခံခဲ့သည်ဟုသိရှိရသည်။ထို့ပြင်အီချိုမြင်းသည်တဲကုံမြို့ရွှေချိုပင်ရွာခေတွင်တရက်လောက6800ကျပ်ဖြင့်ခိတ်ဆောင်တောင်းအထံဆောင်ခဲ့ကြောင်းထိုင်းနမူအင်ဂျင်မြောင်းခွေယူသူအဖြစ်အသွင်ယူက PDF များနှင့်ပြည်သူ့ကော်မတီအဖွဲ့များ၏လှုံ့ဆော်မှုနှင့်တရင်အချက်လက်များကိုစုံစမ်းကအကြမ်းဖက်စစ်တပ်ကိုတရင်ပေးပို့ခဲ့သည်ဟုထပ်ဆိုခဲ့ကြောင်းသိရှိရသည်။အမြင့်၏လက်ကင်ဖုံးအတွင်နိုင်လေစစ်တပ်နှင့်များကိုတက်ကြွစွာ တက်ရောက်ခဲ့တဲ့အထောက်အထားများကိုတွေ့ရှိခဲ့ကြောင်းပေါကောင်းမြို့နယ်ပြည်သူ့ကောင်ရဲအဖွဲ့မှတာဝန်ရှိသူကပြောဆိုသည်မေလ24ရက်နေ့မွန်လယ်တနအခွဲခန့်အချိန်တွင်ပြူစောတိအီကျော်မြင့်ကိုတော်လင်းရဲဘော်များကစစ်ဆေးမှုများထမှန်ပြုလုပ်နေစဉ်လက်နက်ငယ်တစ်လက်ကိုလူယူထွက်ပြေးပြီးရဲဘော်များကိုပြန်လည်ပြစ်ခတ်ခဲ့ခြင်းကြောင့်လိုင်းလံပြစ်ခတ်ဖမ်းဆီးခြင်းတိုက်စုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည် ဆက်လက်ပြီးရှမ်းကုန်းမန္တလေးလမ်းဟောင်းပေါ်ရှိဇေယျဝရီမြို့ဘူးတိုင်ရုံတရားစင်းနဲ့စားကုန်းဂိတ်တူရင်းတက်ဆွဲထားသောစစ်တပ်ကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီးကားနှစ်စီးသိမ်းဆီးရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းဖြူမြို့နယ်ရှမ်းကုန်းမန္တလေးလမ်းဟောင်းပေါ်ရှိဆေးရဝတီမြို့ဘူတာယုံတကြားဆက်နှင့်စားကွန်ခိတ်တူရင်တဆွဲထားသောစစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၄ဦးသေဆုံးပြီးကား၂စီးသိမ်းဆီးရရှိကြောင်းဖြူမြို့နယ်ပြည်သူ့ကော်မတီအဖွဲ့ပကဖမတော်လိုင်းတရင်ရင်မြစ်ကပြောဆိုသည်ဆွန်လန်း၁၀ရက်နေ့ည9:45မိနစ်ချိန်ပဲခူးတိုင်းတောင်ကိုခိုင်ဖြူမြို့နယ်ရှမ်းကုန်းမန္တလေးလမ်းဟောင်းပေါ်ရှိဆေးရဝတီမြို့ဘူတာယုံနှင့်ဆေးရဝတီမြို့အရှိတ်ဘက်တကြားဆက်တူရင်ကင်းမုံချထားသောစစ်ကောင်စီတပ်သားများကိုဖြူမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့ကဝန်ရောက်တိုက်ခိုက်ခဲ့ကြောင်း အလာတူဇေယောရီမြို့တောင်မရှိစစ်တပ်ဆွဲထားသောစားကွန်ခေကိုဖြူးမြူနေပကပဒရုန်းဖွဲ့ကဒရုန်းဖြင့်ပုံချေချတိုက်ခိုက်ခဲ့ရာစစ်သားလေးသေဆုံးပြီးနှစ်ဦးတင်ရန်ရရှိခဲ့ကြောင်းသိရှိရသည်။ ဇေယောင်ရီမျိုးဘူးတာယုံနဲ့တခြားဆက်ရှိစတက်ကိုဖြူမျိုးနဲ့ပကပတိုက်ခိုက်ရေးအဖွဲ့ကဝင်ရောက်ပစ်ခတ်ခြင်းတွင်စစ်ကောင်စီတပ်သားများထွက်ပြေးသွားသဖြင့်၎င်းတို့စီးနင်းလာသောအင်စီကား၂စီးကိုဖြူမျိုးနဲ့ပကပဖွဲ့မှသိမ်းဆည်းနိုင်ခဲ့ကြောင်းသိရှိရသည်ဖြူမျိုးနဲ့ဇေယောင်ရီမျိုးဝါရှိဘူးတာယုံနဲ့တခြားဆက်တွင်ထိုင်ချသောစစ်ကောင်စီတပ်သားများသည်အကြမ်းဖက်တပ်သားစုဆောင်းနေပြည်သူများထံမှငွေကြေးများကိုမတရားတောင်းယူခြင်းများပြုလုပ်နေကြောင်းစစ်တပ်ကအကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အကြမ်းဖက်အင်အားစုရရင်အုံပြုရန် အင်းစည်းကားများကိုစစ်ကောင်စီမှအသွင်ပြောင်းထားသူဇေယဝရီတကြားဆက်ယုံမှဆက်ယုံမှုဒုဆက်ယုံမှုများကကုညီပေးထားကြောင်းဖြူမြွနယ်ပါကဘာကပြောသည် ဆလဘီတာယာရီထာမနိုင်ကျင်တို့ထပ်မံတိဆုံဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဘကိုတိုင်းတာယာရီအကျဉ်းထာမလုံလောက်တဲ့စေဝါဆောင်ရှောက်မှုမရလို့နိုင်ငံရေးအကျဉ်းသားတို့ထပ်မံတိဆုံခဲ့ရတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကထုတ်ပြန်ပါတယ်။တာယာရီထာမနှစ်ရှည်ထောင်နဲ့ကြာခဲနေရတဲ့ဥကျော်စုခေါ်ဥစောနဲ့ဟာပြီးခဲ့တဲ့မေလ23ရက်မှာနှလုံးရောဂါသွေးတို့ရောဂါနဲ့ဝေဒနာတွေနဲ့ဆုံးမသွားတာပါ။ဥကျော်စုထောင်ထဲမှာရောဂါဝေဒနာခံစားနေချိန်ဆေးကုသခွင့်မရတဲ့အတွက်ရောဂါအခြေအနေပုံမဆိုးရ လာပြီးမသေးဆုံးသင့်မဲ့သေဆုံးခဲ့ရတာလို့ PPNN ကဆိုထားပါတယ်။သူဟာရှန်ကုန်တိုင်းလေကိုမြို့နယ်မှာ2021ခုနှစ်နိုဗင်ဘာလ10ရက်မှာဖမ်းဆီးခံရပြီးအကြမ်းဖက်ပုံမှန်50စာမျက်စွဲနဲ့ထောင်နှံဆဲနဲ့ကြာခံတားရသူပါ။စစ်ကောင်စီဟာအနာသိမ်းမှုကိုစန့်ကျင်သူတွေကိုအကြမ်းဖက်ပုံမှန်တပ်ပြီးထောင်ချတာရှိပါတယ်။တရားရီထောင်ဟာလေကိုလိုနီခေတ်ကရစားပြီးစစ်အစိုးရလက်ထက်အထိတော်လန်ပုံကန်သူတွေနိုင်ငံရေးသမားတွေကိုညှဉ်းပန်းနှိပ်စက်ရမှာနမည်စုနဲ့ကြောကြပါတယ်။အခုနှစ်နှစ်လပိုင်းအထိအကျဉ်းထောင်တွေမှာလုံလောက်တဲ့စေဝါဆောင်ရှာ ောင်မှမရလို့အသက်ဆုံးဖောက်ရတဲ့နိုင်ငံရေးအကျဉ်းသား၁၀ဦးထိရှိလာပြီလို့ PPNM ရဲ့စာရင်းတွေအရသိရှိရပါတယ်။ဆလဘီဂရိတ်ဝဲတက်နေသူများမဲပေးနိုင်ရန်ဥပဒေပညာသင်ကြားပေးမှုစစ်ကောင်းဆောင်ပြောဆွေးတဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။အသက်၁၈နှစ်ပြည့်ပြီးတဲ့ဂရိတ်ဝဲကျောင်းသားကျောင်းသူတွေဟာဒီနေ့ရွှေခေါက်ပွဲမှာမဲပေးနိုင်ရေးအတွက်စာသင်ကျောင်းတွေမှာရွှေခေါက်ပွဲဥပဒေကိုထည့်ပြီးသင်ပေးသွားမယ်လို့စစ်ကောင်းဆောင်ကပြောပါရယ်။မကြခင်ပြုလုပ်မဲ့ရွှေခေါက်ပွဲမှာဆန္ဒမဲပေးတာနဲ့ပတ်သက်ပြီး ဥပဒေပညာသိရှိဖို့လိုအပ်တာကြောင့်စာသင်ကျောင်းတွေမှာသင်ယူတစ်ခုလိုထည့်သွင်းသင်ကြားသွားဖို့ပို့ချမှုချင်းမင်းအောင်လိုင်းကဇွန်လ17ရက်ပြည်ဝင်လွင်တက်နေရောက်ရှိနေခြင်းပြောပါရယ်ဒီမိုကရေစီလမ်းကြောင်းပေါ်ရှောက်လန်းနေခြင်းကြောင့်ဒီမိုကရေစီစနစ်မှာဥပဒေကိုသိရှိနားလည်ရန်လိုအပ်၍ဌာနဆိုင်ရာအခြေခံများအားလုံးကိုဥပဒေသင်တန်းများမဖြစ်မနေတက်ရောက်စေခဲ့သလို Grade 3ကျောင်းသားကျောင်းသူများကိုလည်းဥပဒေနဲ့အခြေခံများကိုသိရှိနိုင်ရန်သင်ကြားပေးနေတယ်2025-2026ပညာသင်ထဲမှာ Grade 3ကျောင်းသားကျောင်းသူတွေကိုရွေးကောက်ပွဲဥပဒေဖွဲ့စည်းကုန် ွန်ခြေကန်ဥပဒေပြည်မှုဆိုင်ရာဥပဒေလူကုန်ကူးမှုဥပဒေလောင်ကစားမှုဥပဒေမှုရင်စေဝဥပဒေတွေတင်စားပေးသွားမယ်လို့ပြောပါရယ်စစ်ကောင်စီက2024ခုနှစ်ကစတင်က grade day ကျောင်းသားကျောင်းသူတွေကိုဥပဒေပညာသင်ကြားပေးဖို့အတွက်ဆရာဆရာမကို training of trainer TOD တင်နန်းတွေပေးခဲ့တယ်လို့လည်းပြည်ညွှန်ရေးဝန်ထမ်းတယောက်က TVB ကိုပြောပါရယ် ဥပဒေဆိုတာထက်ရွေးကောက်ပွဲမှာမဲပေးဖို့တင်မိတာစံဝေပွဲမှာတော့ထဲမဖြစ်ခိုင်းမှုမဲဘလို့ပေးရတယ်ပယ်မဲမဖြစ်အောင်ဘလို့ထဲရမယ်ဆိုတာတင်မိရတာမနေ့က grade တွေတတန်းမင်းဒီနေ့တော့ grade တန်းကနေ grade တွေအထိတင်ရမှာစစ်တပ်ရွေးကောက်ပွဲအတွက်မနေ့ကလေးကစီစဉ်နေတာ ရွေးကောက်ပွဲကိုဒီနေ့ဒီဇင်ဘာကုန်သူမုံ2026ခုနှစ်ဇန်နဝါရီလအစောပိုင်းမြို့နယ်ပေါင်း269မြို့နယ်မှာနေမြေအပိုင်းလိုက်ကျင်းပသွားမယ်လို့စစ်ကောင်စီပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကပြောဆိုထားပါတယ်။လက်ရှိမှာရွေးကောက်ပွဲကော်မရှင်ကမှတ်ပုံတင်ဝင်ပြုထားတဲ့ပါတီ49ပါတီရှိပြီးအရင်အထဲကကိုပါတီကတနိုင်ငံလုံးဝင်ပြိုင်မှာဖြစ်ပြီးကျန်တဲ့ပါတီ၄၀ကပြည်내နဲ့တိုင်းဒေသကြီးတွေမှာပဲဝင်ပြိုင်မှာဖြစ်ပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့စစ်ကြောင်းထိုးသွားလို့အင်အားနေနေချင်းပြူစော်တိအထိုင်စခန်းကိုပီဒီအက်ဝင်တိုက်ဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ မကွေးတိုင်းပခုတ်ကူမြို့နယ်အနောက်မကြီးကန်ရွာမှာတက်ဆွေးနေတဲ့ပြူစောတိနဲ့စစ်ကောင်စီဘူပေါင်းတပ်တွေကိုဒေသကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ရာ၅ဦးသေဆုံးခဲ့တယ်လို့အညာမြစ်တပ်ပေါင်းစုထံကသိရှိရပါတယ်။အင်အား90ခန့်ရှိတဲ့အနောက်မကြီးကန်ရွာကပြူစောတိအထိုင်းစခန်းတွေကိုစွန်လ10ရက်မနက်9:00ခန်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတနအိခွဲကြာတိုက်ပွဲဖြစ်ပွားခဲ့ကဂျေးရွာတွင်ကပြူစောတိဘဏ်က၃ခုထိသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဘန်ဂါရီတဲ့ထိဝင်ပြီးနောက်ဆုံးဘန်ဂါကြမှာပြန်ပြီးတော့လက်လွတ်လိုက်ရတာငါးရောက်ကတော့ပြင်းရင်ခရင်ရှေ့တွင်ပဲတေးသွားကုန်တာတနက်တွေကတော့မကောင်းနိုင်ဘူးအပြန်လန်ပြစ်နေတဲ့ဂျားတွေဆိုတော့အညာမြေတပောင်စုမှပြန်ကြားရေးတောင်းခံကိုဘူဘူတန့်စင်ကမြေလက်အတန်ကိုပြောပါရယ်အနောက်မကြီးကန်ရွာဟာစကောင်းစေတန်တဲ့ပြူစောတိပူပေါင်းအင်အား120ဝန်းကျင်ရှိတဲ့ရွာဖြစ်ပြီးအနီးဝန်းကျင်ကဘဲကြီးရှင်မကန်အောင်သာမြစ်ချီစတဲ့ရွာတွေကလည်းပြူစောတိအကောင်းတဲ့ရွာတွေဖြစ်တာကြောင့်တိုက်ခိုက်ဖို့ခက်ခဲတဲ့ရွာဖြစ်ကောင်း၎င်းရွာကိုစကောင်းစေနဲ့ပြူစော ော်တီပူပေါင်းတပ်တွေပေါက်နေအတွင်ဝင်ရောက်စစ်ကြောင်းထုံနေတဲ့စစ်ကောင်စီတပ်ဖွဲ့နဲ့လိုက်ပါသွားလို့အင်အားနေနေချိန်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်အချံတွေပဲကျန်တော့ဒီအချံတွေကိုဝင်လုံးရင်အနေနဲ့အများတယောက်မှမရဘူးဆိုရင်တော့သူတို့ရှိကသွားနေတဲ့လူတွေကိုအ ਨੇ ဆုံးစိတ်မသက်မသာဖြစ်အောင်စိတ်ဒုက္ခပေးနိုင်တဲ့အစင်ကိုလှုပ်တော့အဲ့ဒီအစင်ထက်ကြော်ပြီးငါးလောင်းရခဲ့တဲ့အတွက်အကျိုးအမြတ်များများရခဲ့တာပေါ့လို့အထက်ပါတာဝန်ခံကပြောပါတယ် တိုက်ခိုက်မှုဖြစ်ပွားနေချိန်ပုခုတ်ကိုတမတရားတက်ကစစ်အင်အား60ဝန်းကျင်မှာကား3စီးခန့်နဲ့ဘဲကြီးနဲ့အောင်သာရွာကပြူစောထီရီစစ်ကိုလာရောက်တာကြောင့်ဘန်ကား3ခုသာတိမ်နိုင်ခဲ့ကပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးက2ဦးဒဏ်ရာရရှိခဲ့ပြီးလက်နက်ခဲယံရရှိမှုမရှိခဲ့ပေပူးပေါင်းတပ်တွေကလည်း2ဦးဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ရခိုတိုက်ပွဲကိုအညာမြေတပ်ပေါင်းစုနဲ့အတူ AR တောင်းတပ်ဖွဲ့နေစည်းမကြ PKU PPDF ကိုရီးခဲနဲ့ဗလာညင်အောင်ကောင်းဆောင်လူငယ်ပြောက်ကြားတပ်ဖွဲ့ ်ရှူကွာဒရီလာ 4YGF ဝန်ပလီပျောက် जा တပ်ဖွဲ့ God of မြိုင်မုံတိုင်းပျောက် जा တပ်ဖွဲ့ DY နေပျောက် जा တပ်ဖွဲ့21ပကန် PLY ပေါက်ပါကပေါက်တကင်ဖိုးလာကြီးမကွေးခရိုင်ပါကပတကွဲချောင်း Barmis Revolution Ranger PL လိုပျောက် जा တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်ရှင်။